ကျွန်တော်ဒီရက် YouTube မှာဗီဒီယိုလေးတင်တဲ့ခါမှာအမျိုးသားရေးအစွန်းရောက်လှုပ်ရှားတဲ့အဖွဲ့တွေကဖုန်ကြီးတွေတန်ဃာတွေကနေပြီးတော့ဒီ Istanbul ဝင်းနေပေါ်တိုက်ခိုက်တာအနောက်နောက်ပြီးတော့ကျွန်တော်တို့ဒီ Ranger အခြေအနေပေါ်မူတည်ပြီးတော့တခြားတခြားသောလူပုဂ္ဂိုလ်တွေကိုတိုက်ခိုက်တာအထူးသဖြင့်ဒီဥပဒေသူပေါ်ပေါ်တန်လေပေါ်ထွက်လာပြီးတော့ဒါဒေါအောင်ဆန်းစုကြည်ဒေါခင်ကြည်တို့ဒါပိုးစုပဆက်ပြောဆိုတိုက်ခိုက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ပြောပြပါတယ်ပြောပြတဲ့အခါကျတော့အာဘယ်လိုလဲဆိုတော့ဒါဗုဒ္ဓဘာသာဖုံးတော်ကြီးတွေပေါ်မှာ အဲကျွန်တော် negative အမြင်နဲ့တိုက်ခိုက်နေတာမဟုတ်ပါဘူးเนาะအဓိကအားဖြင့်ကျွန်တော်ဒီလိုအမျိုးသားရေးအဆုံးရောက်နေဒီလိုအကြမ်းဖက်မှုတွေကိုကျူးလွန်မှုကြိုးစားနေတဲ့သူတွေကျူးလွန်ခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတော့ဒီလိုအခြေအနေမှာပို့ပြီးတော့ဒီဘာသာရေးကိုအခြေပြုယုံကြည်ကိုးကွယ်မှုကိုအခြေပြုတဲ့အကြမ်းဖက်မှုတွေဖြစ်လာနိုင်တဲ့အနေအထားဖြစ်နေတဲ့အတွက်ဒါကြိုတင်တားဆီးတဲ့အနေနဲ့အသိပညာပေးတဲ့အနေနဲ့ကျွန်တော်ကြိုးစားပြီးတင်ပြပေးနေတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကာလဒီကိစ္စတွေတွေးကြည့်တာများတဲ့အခါမှာ ျွန်တော်အခုပြန်ကြည့်လိုက်တော့လေဒါဒီဒီစက်တင်ဘာလပေါ့နော်စက်တင်ဘာလဖြစ်တဲ့အခါကျတော့ကျွန်တော်ဗာဒရီယာမီလေးဆိုတော့လွန်ခဲ့တဲ့18နှစ်ပေါ့နော်2009ခုနှစ်ကရွှေဘောင်တန်ကအရေးခင်ကြောင်းကျွန်တော်ပြန်တွေးမိပါတယ်ရွှေဘောင်တန်ကအရေးခင်ရွှေဘောင်တန်ကလှုပ်ရှားမှုရွှေဘောင်တော်လှန်ရေးလို့စသည်ဖြင့်ပေါ့နော်ကျွန်တော်တို့အနီးတက်မြက်တမုတ်ချင်းခံခဲ့ရတဲ့ Saffron Revolution လို့လေကျွန်တော်အင်္ဂလိပ်လိုခေါ်ဆိုကြတဲ့တန်ကလှုပ်ရှားမှုဤဒီဗမာပြည်မှာလွန်ခဲ့တဲ့18နှစ်ကအဲကြီးကြီးကြီးခံခံနေတာဖြစ်ပွားခဲ့တဲ့ဆက်ရနာရှင်စန့်ကျင်ရေးလူလူလှုပ်ရှားမှုဤပဲဖြစ်ပါတယ် အဲ့တော့ဒီရွှေဝံတန်ကလှုပ်ရှားမှုနဲ့ပတ်သက်ပြီးရွှေဝံတော်လိုင်းနဲ့ပတ်သက်ပြီးတော့နှစ်ဆင်တဲ့အတိုင်းကျွန်တော်ဒီစက်တဘာ16ရက်နေ့ကျရင်တော့သက်ဆိုင်ရာအဖွဲ့အစည်းတွေဒါဒီကိစ္စပေါ်မှာအမှတ်မှတ်ထင်နေဖြစ်နေတဲ့နိုင်ငံရေးအတိုင်းဝိုင်းတွေတန်ကအတိုင်းဝိုင်းတွေကနေပြီးတော့အမှတ်တရပွဲတွေကြာဆုံးသွားတဲ့ရဟန်းတန်ကတွေတည်သူတွေအတွက်စုတောင်းပွဲတွေမြေတာပွဲတွေလုပ်ခဲ့တာလေဒါကျွန်တော်ဒီအာနာမသိငင်ကာလမှာဆိုတောက်လျှောက်တွေ့ရတယ်ဗောနော်အဲ့တော့ ကျွန်တော်ဒီနေ့မမရရပါဒီရွှေဘုံတန်ကအရေးခင်းကြောင်းကိုရိုက်ထားတဲ့ဘာမဗီဂျီဆိုတဲ့ documentary ကိုလေးကျွန်တော်မှတ်တမ်းရုပ်ရှင်ကိုလေးပြန်ကြည့်ကြည့်ပါတယ်ပြန်ကြည့်တော့အိတ်ကာလာအကြောင်းလေးလေးကျွန်တော်စဉ်းစားကြည့်တယ်ပေါ့ဗျာရွှေဘုံတော်လှန်ရေးပေါ်ပေါ်လာတဲ့အချိန်ပေါ်တော့ကျွန်တော်ရန်ကုန်မှာရှိနေတာပေါ့နော်ရှိတော့စပြီးတော့ဒီဒီမှာစစ်တပ်ကနေပြီးတော့စီးပွားရေးတော်တော်ကြက်တဲနေပြီးအဲ့ဒီအချိန်ကျွန်တော်ကိုရိုင်းကလေးဒီတာယာလုပ်ငန်းပေါ့ဗျာအခုခစ်စားတဲ့ဇာတ်ကားနေပြောရင်တော့လေထွတ်ကျွတ်ပါပေါ့ကျွန်တော်ကိုရိုင်းလေးလေထွတ်ကျွတ်ပါလုပ်တဲ့အကောင်ဆိုတော့အဲ့ဒီလေထွတ်ကျွတ်ပါလုံရင်တန်လန်းကနေပြီးတော့ကျွန်တော်တွေ့နေရတယ်ပေါ့ဒီလူဖွဲ့စည်း မာဒီဟိုဟာဖြစ်တယ်နောက်တစ်ခါကျတော့ကျွန်တော်လီရိုးချုပ်ကလုပ်တဲ့နေရာလေးဒီရွှေကုံဖျားကိုအဓိကသွားတဲ့ line ကားတွေပေါ့နော် highlight ကားလေးရှိတယ်အမှတ်၃ line ဆိုတာဒါနေတဲ့နှီးဆက်တဲ့အခါကျတော့ကျွန်တော်မြင်နေရတယ်တရင်းနယ်လေးကြားနေရတယ်ဒီကြားထဲမှာမှဒီစစ်တပ်ကပေါ့နော်ဒီ error နားအဖပေါ့နားအဖနေတောင်းစီစင်းလုံးနေဒါနှစ်တင်လိုက်တဲ့အခါမှာလူတွေတော်တော်ကြက်ကြက်တက် တက်ခက်ခက်ခဲခဲဖြစ်သွားတာကိုရင်ဆိုင်ရပါတယ်ကျွန်တော်ကိုယ်တိုင်လေးကြုံတွေ့ရတယ်ကျွန်တော်လေးဒါအလုပ်ကိစ္စဖြစ်ပါသေး အဲဒီပညာရေးကိစ္စအကြောင်းဖြစ်ပြီးကျွန်တော်ဒီသွားရတာရှိတယ်ဗောနော်ညောင်ကလာတို့ညောင်တကုံတို့တာဂေတာတို့ဒိုးဘုံတို့ကျွန်တော်ရန်ကုန်ကနေသွားတဲ့အခါမှာဒါရုတ်တရက်ကြီးလိုင်းကားဈေးတွေတက်သွားတာဗောငကိုပေးနေရတဲ့ဈေးတဲ့တစ၂ဆ၃ဆတွေပေးရတယ်ဒီလိုအခြေအနေကြီးကြုံရတယ်ကြုံရတဲ့အခါမှာဒါ88မျိုးသက်ကြောင်းသားလှူရှာမှုကောင်းဆောင်နေဖြစ်တဲ့ဒါကိုမင်းကိုနိုင်တို့အခုတော့ဒါဒီစစ်ကောင်စီရွေးကောက်ပွဲကိုဝင်မဲ့တည်သူပါတီကကိုကိုကြီးတို့ဒီလိုပုံကိုတွေကဒါလမ်းလျှောက်ပြီးရောတို့ဒါလှူရှာမှုအတွင်ဟိုတည်သူစံနာကိုဖော်ပြရေးလှူရှာမှုညော်တွေဆက်လုပ်လာတယ် လောက်လာတဲ့အချိန်မှာဒါဒီအချိန်မှာဒီနိုင်ငံရေးဥဆောင်တဲ့ပုံကိုယ်တွေဒီလိုလေးလုံနေတယ်လို့ပဲတည်သူတွေဘဝလေးတကယ်တမ်းလမ်းလျှောက်ပြီးပြန်နေရတဲ့ဘဝပါကျွန်တော်ဒါရင်ဆုံရင်လန်းဆုံနေရာတွေဖြစ်တဲ့စုလေးတို့เนาะကျွန်တော်ဒီဘက်ကိုလာလိုက်ပြီးဆိုဒီလမ်းမတော်လာတာဘက်အပိုင်းနေဒီနေရာတွေမှာဆိုလူတွေကတောင်းတောင်းလင်းငါမှတ်တိုင်လောက်ဆိုရင်လိုင်းကမရှိတော့ဘူးလမ်းလျှောက်ပြီးပဲပြန်ကြရဲဘာကြောင့်လဲဆိုဒီကားကောင်မတက်နိုင်ဘူး ဒီလိုအထွေထွေချက်တည်းဖြစ်နေတယ်လောင်သာကြီးစင်းလုံးတွေမြင့်တက်သွားတယ်အဲ့အချိန်မှာသုံးသွားတော့လမ်းလျှောက်နေတဲ့ဒါကိုမင်းကိုနိုင်တို့ကိုကိုကြီးတို့အုပ်စုအပေါ်မှာဒါစစ်တပ်ကနေမတရားဖမ်းဆီးချလိုက်တယ်ဗောနော်မတရားဖမ်းဆီးလိုက်တယ်အဲ့ပြီးတော့ဒီအချိန်နေဒီရန်ကုန်မှာပဲဖြစ်နေရမှာပေါ့ဗမာတီတကုတ်တနီနေဟိုတတိုင်းဒီလုံးမှာလေးဖြစ်တယ်ဗောနော်အဲ့အထူးသဖြင့်တော့ဒီမြန်မာလူမျိုးစုဒေသတွေပေါ့ဒီဒေသမှာအဓိကဖြစ်နေဖြစ်နေတော့အဲ့မှာပဲကျွန်တော်ရဟန်းတန်ကအားကောင်းတဲ့ပခုတ်ကူမှာလေဒီလိုလမ်းလျှောက်ခြိတက်ဆန္ဒပြမှုတွေပေါ်လာတယ်ပေါ်လာတဲ့အခါမှာဒီလိုခြိတက်ဆန္ဒပြနေတဲ့တန်ဃာတွေရဲ့တန်ဃာသုံးပါးကို ဒီညမာစစ်တပ်လက်အောက်ခံလုံထိန်နေအကြက်ဖက်သမားတွေကနေပြီးတော့ဒီတက်တိုင်မှာခြီပြီးတော့ရိုက်ခဲ့တယ်ဆိုတဲ့သတင်းတစ်ခုကလည်းကျွန်တော်တင်လာပါတယ်အဲ့ချိန်တုန်းကလည်း Democratic Voice of Burma ရောဘာရောကလာရှစ်ပေဆလောင်းနေနဲ့ဖမ်းယူကြည့်ရှုလို့ရတဲ့အနေအထားဖြစ်နေပြီ။အဲ့တော့ကျွန်တော်အရင်တော့အတန်မင်းနားထောင်အောင်နေကျွန်တော်ရုပ်တည်ကြည့်လို့ရတဲ့အချိန်တွေမှာဒီလိုထစ်လာတဲ့အခါမှာတီတူကလေးနိုင်ငံရေး update သတင်းတွေကိုပို့ပို့ပြီးတည်လာတယ်ပေါ့နော်။ဒါတွေဒီဆက်ဆက်တယ်။ နောက်တစ်ခါကျွန်တော်ဒီဒီ IT ပေါ့ဗျာဒီ information communication technology ဘက်ကိုကြည့်မယ်ဆိုရင်လည်းဒါ blog တွေပေါ့နော် blog တွေခေစားလာပြီ blog တွေမှာလည်းဒီတချို့တချို့ကျွန်တော်တို့အရင်တော့တော်တော်ခက်ခက်ခဲခဲနဲ့လှုပ်ဝက်ပြီးရော lesson ကမ်းပြီးဖတ်ရတဲ့နိုင်ငံရေးဆိုင်ရာစာအုပ်တွေဘာတွေကဒါ blog တွေမှာ download လုပ်လို့ရပြီပေါ့ဟိုက connection ကတော့အရင်လေးတယ်နှေးတယ်စာအုပ်တုတ် download ရဖို့ဆိုရင်တော့ကျွန်တော်တို့ဒါဖျားတပြီးတော့ကျွန်တော်တို့ down ရတဲ့အခြေအနေတွေပေါ့နော်အဲ့လိုထစ်လာတဲ့အချိန်မှာပဲ အဲ့လိုဒီလိုတန်ကားတွေဒီလိုလုတ်ခံရတွေဆိုတဲ့အပေါ်မှာပဲဒါဒီဥဒီတခြားတခြားသောတန်ကားတွေကနေပြီးတော့စပြီးတော့တို့ကဒါလောင်စာသီးသင်းလုံးရှော့ချရေးဒါလူလူကအခက်ခဲဖြစ်နေတဲ့အခါမှာတည်သူနဲ့အတူတည်သူဘက်ကရက်တည်နေတဲ့တန်ကားတွေဒီတော့ဒါတို့ရင်ဒါဆွန်းနော်ကွန်ဒီလိုလောင်းလူနေတဲ့ဟိုတည်သူတွေဒုက္ခကိုမကြည့်ရနိုင်တော့တဲ့အခါမှာတို့ရဲ့ဒီဒီဒါလူလူလှူရှာမှုတွေအတွင်းမှာစပြီးတော့လူလူလှူရှာမှုကြီးမဖြစ်တယ်မှာတန်ကားလှူရှာမှုပေါ့အစောဆုံးတန်ကားတွေကိုလေဒီတော့ဒီမှာစစ်တပ်က ်အရိုက်နှက်တာဖမ်းဆီးတာရရှိတဲ့အခါမှာပို့ပြီးတော့အချိန်ကကောင်းလာတယ်အဲ့တော့ပခုတ်ကူမှစပြီးတော့ဖြစ်သွားတယ်ထပ်ဖြစ်တဲ့အခါမှာလည်းဒီဒီမှာစစ်တပ်ကနေပြီးတော့ဖမ်းဆီးတာတွေအေးအေးယူတာတွေလုပ်တဲ့အခါမှာဒီလိုတန်ကားတွေကိုစော်ကားတာရိုက်နှက်တာတွေလုပ်တဲ့အတွက်ပေါ့နော်ဒါတန်ကားအင်အားစုတွေဘက်ကနေပြီးတော့ဒါအဲကျွန်တော်အတန်ထွက်မှရင်ခွင့်လို့ပါပါဠိဝေါ်ဟာရဖြစ်တဲ့အတွက်ပါနော်ပတ္တနီကုသနာကံဆောင်မှုအတွက် ဒါစပြီးတော့ဆော်ဩလာတယ်ပေါ့နော်စစ်တပ်ကလည်းအချိန်ပေးလိုက်တယ်ဒီရအတွင်းမှာဟိုဟာလို့ဟိုတန်ဃာတွေကိုတောင်းမယ်ရမယ်တန်ဃာတွေကိုမတောင်းမယ်ဘူးဆိုရင်ဒါတန်ဃာတွေဒီစစ်တပ်ကိုတပိတ်မောက်ကန်ဆောင်တာဖြစ်တဲ့ပတ္တဏီကုသနာကန်ဆောင်မယ်ဆိုပြီးတော့ဒါခြေနာချက်တွေကျွန်တော်တို့စပြီးတည်သူတွေကြားထဲမှာကြားလာတယ်အဲ့တော့တည်သူတွေဒီလည်းဒါမတက်တာလို့ဆေးရနာရှင်ဖိနိအုံမှာနေနေပေမဲ့ဒီလိုတန်ဃာတွေကိုဟိုဥဆောင်လှုပ်ရှားလာတဲ့အချိန်မှာဆိုရင်တော့ဒါတည်သူတွေကြားထဲမှာလည်းဘာများထစ်လာမလဲဘလို့အကြောင်းလေးကြီးထစ်လာမှာလဲဆိုတော့ဒါခံစားချက်တွေအနေနဲ့เนาะဒီလိုအခြေအနေတွေကလည်းရှိလာ ရှိလာတော့အဲ့မှာဘာဖြစ်လာလဲဆိုတဲ့အခါမှာစစ်တပ်ကကျွန်တော်မှတ်မိသလောက်ဆိုစက်တင်ဘာ16ရက်နေ့ပေါ့နော်ဒါတန်ဃာတွေဒီတို့အချိန်ပေးထားတဲ့ကာလကြုံလွန်သွားတဲ့အချိန်မှာဒါရန်ကုန်မှာဆိုရင်ဒါစုလိဖျားပေါ့နော်စုလိဖျားလန်နာ28လန်နာတခြားမှာစပြီးတော့ဒီတန်ဃာတွေခြိတက်ဆန္ဒပြတဲ့လှုပ်ရှားမှုတွေပေါ်လာတယ်။ဘာကြွေးကြော်တမ်းမတော့တောင်းဆိုခြင်းမရှိဘူး။ဒါကျွန်တော်တို့နေတာပို့တရားသံနေနေအတူ ီလိုလောက်ကြတယ်ပေါ့လောက်တဲ့အခါမှာဒါစစ်တပ်ဘက်ကတော့ပထမတော့သူဓမဇက်နဲ့ထိမ့်သိမ့်မိုးတို့ဘာတို့ဒီမဟာနာပေါ့ဗျာဒီ58ပါးစုံကြီးတို့ဒီရဟန်းတန်ဃာတို့ကြီးတွေကိုကတ်ပြီးတော့သူကတော့ထင်ရှင်းမှုစ조사တယ်စ조사ရဲ့အချိန်မှာပဲဒီတန်ဃာတို့ရဲ့ပါဝင်မှုဒီပုံမအင်အားကောင်းလာတယ်အဲ78 90ကနေစပြီးတော့ကျွန်တော်ရွှေလုံဖျားအရှိတ်ပဲမဟုတ်ပေါ့နော်ဒီဗဟန်သုံးလမ်းကနေထွက်လာပြီးတော့ကျွန်တော်တို့တန်ဃာတဲ့တန်ဃာတွေရဲ့စီတန်းလမ်းလျှောက်မှုကြီးဒီဒါဥထောင်မိုးဂုံးတိုင်းနော်ကျွန်တော်တို့စုလေဖျားလမ်းတိုင်းဆင်းလာပြောရရင်တခါ ျွန်တော်တို့တခါတခါကျတော့ဒီညရခမ်းမရှိမှာတရားပွဲလေးတွေဖြစ်လာဖြစ်လာပြီးတော့ကျွန်တော်ပလာဇာခေါ်တာပေါ့နော်မင်္ဂလာဇေးရိုပလာဇာရိုဘက်ကနေခြိတက်ပြီးဒူးစုခွဲတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ကျွန်တော်ကကိုယ်တိုင်လည်းဒီစပြီးတန်ခါးတွေအားကောင်းလာတဲ့အချိန်မှာကိုကျွန်တော်ဒီဒါအဲ့ချိန်တော့ဆိုကျွန်တော်အသက်ဘယ်လောက်ရှိလဲ20ကျော်ပေါ့20ကျော်ဆို22နှစ်ပေါ့ကျွန်တော်ကြောင်းလင်းပြီးနေပြီကျွန်တော်လည်းပါဝင်ပြီးတော့ဒီခြိတက်ဆန္ဒပြမှုတွေမှာလှုပ်ဆောင်ကြတယ် အော်ဒီခြေတက်ဆန္ဒပြမှုတွေကြည့်မယ်ဆိုရင်လေရဟန်းတန်ဃာတွေဦးဆောင်တဲ့ဗုဒ္ဓဘာသာဝင်တွေကြီးပဲခြေတက်နေအဲ့လိုမဟုတ်ပါဘူးเนาะဒီခြေတက်ဆန္ဒပြမှုတွေမှာဒီရဟန်းတန်ဃာတွေဦးဆောင်မှုအောက်မှာဘာသာပေါင်းစုံလူမျိုးပေါင်းစုံဖိနှိပ်ခံပေါင်းစုံပါဝင်ကြတယ်ကျွန်တော်ကတော့ကိုယ်တိုင်ညင်ကိုတွေးပေါ့เนาะကျွန်တော်သွားပြီးတော့ဒီခြေတက်လဲလေဆန္ဒပြပွဲတွေမှာကျွန်တော်ပါဝင်ပြီဆိုရင်ဒါကျွန်တော်ကတော့ဆုလေဖျားနာတငယ်ချင်းမိတ်ဆွေတွေနဲ့အတူတူသွားတဲ့အခါမှာအဲ့နောက်မှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေဒီတို့ကျွန်တော်မှတ်မိတဲ့လောက်တော့အဲ့ဒါဒီအစ္စလမ်ဘာသာဝင်တွေဥပုပ်လာပါ အဲ့လိုဥပုပ်လောက်အချိန်ကာလမှာဟိုတခါရေဒီလမ်းလျှောက်ချီတက်ဆိုဟိုမှာတခါရေပူပေါင်းပါဝင်ကြတယ်เนาะအာသက်တရလောက်ကြတယ်နောက်ပြီးတော့ဒီ လမ်းလျှောက်လာတဲ့တော့ချီတက်လာတဲ့တံဃာတော်တွေကိုအမိုးတည်ဖို့အတွက်ဒါသက်ဆိုင်ရာအဖွဲလိုက်တာအေးတွေကတ်တာရေတွေလှူတာနောက်ပြီးတော့ဆေးပေါ့နော်ဆေးတွေဟိုလှူဒန်းတာပေါ့နော်ဒီပယုတ်စီတို့ဘာတို့အမှုမော်ပြောက်ဆေးတွေအစားလှူဒန်းတာမျိုးတွေလုပ်ကြတယ်ဒီနေရာမှာဆိုရင်လည်းဒါဒီညော်ရဲပေါ့နော်ဒီရန်ကုန်ညော်ရဲဒီဆုလိဖျားတဝိုက်မှာရှိအစ္စလာမ်ဘာသာဝင်တွေပါဝင်ကြတယ်နောက်တစ်ခါကျတော့ကျွန်တော်တာမွေဟိုဒီမင်္ဂလာသေးတို့တာမွေပလာဇာတို့ဆိုရလေဒါရန်ကုန်မှာအစ္စလာမ်ဘာသာဝင်တွေတော်တော်များများနေထိုင်ကြတဲ့နေရာတွေဖြစ်တော့အဲ့နေရာလူတွေလည်းပါဝင်ကြတယ်တခြားတခြားဆိုကျွန်တော်တို့လူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်နေ တော့ကျွန်တော်ညံ့ညင်ကိုတွေ့တွေ့ရတော့ကျွန်တော်ကိုယ်တိုင်တက်တည်ခံလို့ရတဲ့ကိစ္စပါပဲအဲ့တော့အဲ့လိုဖြစ်နေမှာပဲဒါ25-26ကျော်လာတဲ့အချိန်မှာစစ်တပ်ကစပြီးတော့တိုက်ခတ်တပ်ဖြတ်နှိမ်နှင်းမှုတွေလုပ်ကြတယ်ကျွန်တော်တို့ရွှေဘုံဖျားရှေ့ဘက်မှာဆိုတကယ်ကိုတပ်တို့80ကျော်ထေကြီးဝါကြီးတန်ဃာတွေကိုအစရိုက်နှက်တာတင်ကန်းတွေကိုဆွဲလူတာနော်နောက်ပြီးတော့ဒီတင်ကန်းဝစ်ထားတဲ့နော်တင်ကန်းဒီယဟန်ယဟန်ရဲ့ဒီယဟန်ဒီဗုဒ္ဓဘာသာယဟန်တွေရဲ့ ကိုဘောဒီလိုခြေထောက်နဲ့နင်းတာတွေဒုတ်တွေနဲ့ရိုက်နေတာတွေနောက်ဆုံးရဟန်းတန်ကားတွေဒီဒီဒါဒီတည်သူအတွက်ဖြစ်တယ်ဒါစစ်တပ်ကဒီလူတွေကိုဟိုဟိုဟာဗောနော်လောက်ချီပြီးတောင်းမန်တဲ့အခြေအနေမျိုးရှိတာတော့မှဒီကောင်တွေဒီငရေမကြောက်ကံမကြောက်နော်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲတန်တရားမကြောက်ဒီရဟန်းတန်ကားတွေပေါ်မှာတင်မဆော်ကရိုက်နှက်တက်ခတ်တက်ထက်တာတွေဒီကောင်တွေလုတ်ခဲ့ကြပါတယ်အဲ့တော့လုတ်ခဲ့ကြတယ်လုတ်ခဲ့ကြပြီးတော့ကျွန်တော်တို့ဒါ29ရက်နေ့ပေါ်ဒါ 29ရက်နေ့ပေါ့နော်ဟိုကျွန်တော်တို့ဒါမနေ့ကဖြစ်သွားပြီပေါ့ဒီမနေ့က29ရက်နေ့ဆိုရင်ကျွန်တော်တို့ဒီရွှေဘုံတန်ကအရေးခင်မှာနည်းနည်းထူးခြားတဲ့အဖြစ်အပျက်ကပါလဲဆိုတော့နိုင်ငံတကာသဘုံသတင်းနောက်တစ်ယောက်ဖြစ်တဲ့ဒါသတင်းနောက်တစ်ယောက်ဖြစ်တဲ့ဂျပန်နိုင်ငံသားကင်ဂျီနာဂါအီ ဟင်ဒီနာဂါကြီးကိုစစ်တပ်ကလူကြားထဲမှာပဲစုလေဖျားလန်းနေကျွန်တော်တို့ဒါအနော်ထာလန်းတောင်မှာရဲရဲဆက်သက်တိခတ်တက်ထက်တာပါဒါဒီသတင်းမီဒီယာတက်ကိုတိခတ်တာတိခတ်တက်ထက်တာလည်းဖြစ်သလိုဒါသတင်းလွတ်လပ်စွာသတင်းထုတ်ပုတ်ခွင့်နဲ့ပတ်သက်တဲ့ကိစ္စမှာလည်းဒါ journalism နဲ့ပတ်သက်ပြီးတော့လည်းဒါထိပါဆော်ကားတဲ့ကိစ္စတွေဖြစ်ပါတယ်ဒီမှာလည်းသတင်းနောက်တွေအဖမ်းခံရတာတွေအမျိုးသားအမျိုးသမီးတွေအများကြီးရှိတယ်ကျွန်တော်တို့တည်တဲ့မိတ်ဆွေတွေရောပါဝင်ပြီးဖမ်းဆီးခံခဲ့ရတာရှိပါတယ်ဒါတည်းအဲ့လို က်ခက်တက်ထက်မှုတွေဖြစ်ပြီးတော့ရရဆက်ဆက်ရန်ကုန်မြို့လေကောင်မှာဒီစစ်နေတဲ့အလားပဲကြာအဲ့တုန်းကတော့ဒီလုံထိန်းနေเนาะကျွန်တော်တို့ရဲနေနောက်ပြီးတော့အဲ့တော့ပေါ်လာတဲ့လူရန်စားအစ်စ်ကဆွမ်းအားရှင်ပေါ့ဒီလို highlight ကားတွေပုံမှာခေါမိုးတွေပုံမှာတက်စီပြီးလက်ပေါင်းမှာဆွမ်းအားရှင်လက်ပတ်တွေနဲ့စစ်တပ်ကလေကားတိုင်းကြီးနဲ့သူတို့ကင်းလှဲကြမယ်အဲ့ကားတွေနောက်မှာဒီချောသူတို့ခက်ကပြောတဲ့စကားအဲ့ခက်ကပြောတဲ့စကားချောဆွဲတယ်ဆိုရှိပါတယ်ဒီပြည်သူတွေပိုင်နေပုဂ္ဂလိကပိုင်ဆိုင်နေ line ကားတွေကိုချောဆွဲပြီးတော့အဲ့ပုံမှာကျွန်တော်ဒီဆွမ်းအားရှင်တွေကိုတင်ပြီးတော့ဒီခါရက်ွက်ကိုချိန်ချောက်ညွရွာကိုချိန်ချောက် เนาะကျွန်တော်တောင်ကလာဘက်မှာဆိုရင်ကျွန်တော်တို့ဒါနှစ်ဝိုင်းတို့သုံးဝိုင်းတို့เนาะရွှေကြာရန်တို့เนาะဒီဖုံးဖုံးတို့ကြီးចောင်းတွေကိုဝင်စီးတာဒါမျိုးတွေစစ်တပ်ကတောက်လျှောက်ကျူးလွန်ပြီးတော့နောက်ဆုံးတော့လူယာချိုးเนาะရဟန်းတန်ဃာတွေပါဝင်လူပေါင်းများစွာကိုတတ်ဖြတ်ပြီးတော့ကျွန်တော်တို့ယာနေချီရဲ့လူတွေကိုတတ်ဖြတ်ပြီးတော့သူကဒီအခင်းချင်းကြီးကိုငြိမ်အောင်ထိန်းထင်းထင်းလိုက်နိုင်တာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကတော့ရွှေအောင်တန်ကလှုပ်ရှားမှုကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညနေကိုတွေ့တွေ့နေရတဲ့ အဲကျွန်တော်ရဲ့တာမန်လူတယောက်ရဲ့ဖြတ်တန်းမှုပေါ့ဗျာကျွန်တော်မှတ်မှတ်ရရဆိုရင်ကျွန်တော်ဒီ29မတိုင်ငယ်26မှာဆိုရင်တန်ဃာတော်ရေးကဒီရွှေကုံဖျားနေဒီဒီဘက်ကိုချီတက်လာပြီးကြွလာပြီးဆိုတဲ့အချိန်မှာကျွန်တော်ဒီ line guard spare တွေကလည်းပြောကြတာပေါ့နော်တန်ဃာတော်တွေဘင်နာရောက်နေပြီတန်ဃာတော်တွေဘင်နာရောက်နေပြီပေါ့နော်အဲ့မှာစစ်တပ်ကလည်းကားတွေနဲ့ light bait အဲ့တော့ဆိုဒီအောက်ချင်းမနိုင်လမ်းကြီးပေါ်မှာတော့စစ်တပ်ကဒီလိုပိတ်ရင်တန်ဃာတွေကအပေါ်ကနေပတ်ပြီးကြွစစ်တပ်ကနောက်တနေရာပိတ်အဲ့ဒါမျိုးပေါ့နော်နောက်ဆုံးကြောက်တန်ဃာတွေကကျွန်တော်အိမ်ရှေ့ကနေပြီးဟိုဒုနဲ့တင်နဲ့အင်းနဲ့အားနဲ့လွတ်လွတ်လပ်လပ် ်ချီတက်သွားပါတယ်အဲ့မှာဆိုရင်အချိန်ကြိုက်မှာပဲကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဒီပါရဲထဲမှာဆိုကျွန်တော်ဒါပန်6ပေါ့နော်6ဘာသာဝင်6ဘာသာဝင်ဆိုတော့ကျွန်တော်တို့ဒီခေါင်းပေါင်းပေါင်းထားတဲ့ဒီအိန္ဒိယဟိုဖြစ်တဲ့ပုံကိုတယောက်ဆိုကျွန်တော်ဂုတတိမျက်စိတွေကမထွက်ဘူးကျွန်တော်တို့အဲ့မှာဆရာတော်တွေတန်ဃာတော်တွေဒီရွှေကုံဖျားကနေပြီးတော့ကျွန်တော်တို့ဒီဘားကရလမ်းတိုင်းကြွချီပြီးကျွန်တော်အထက်ပန်ဆိုရဲ sorry အထက်ကျင်းမနိုင်လမ်းအောက်ကျင်းမနိုင်လမ်းအတိုင်းကျွန်တော်တို့ဒီညော်ရဲဘက်ပေါ့တခင်းရဲ့ပန်းကြောင်ကြွချီလာတဲ့အချိန်မှာဆိုရင် ျွန်တော်တို့အားလုံးကတန်ခါရီလာပြီးဆိုလူလူကအဲ့လိုရုပ်ရုပ်တဲတဲပဲလမ်းလုံးကြီးအားပေးပြီးတော့လက်ခုပ်တီးပြီးစိတ်အားကိုအားလုံးဖို့စ조사နေတဲ့အချိန်မှာအဆိုပါစစ်စစ်ပေါ့နော်စစ်ပဲချပြီးပုံကောအော်လိုက်တဲ့အတန်ကကျွန်တော်ကုဒတိနားရရမထွက်ဘူးတန်ခါရီသွေးနေကြခဲ့ရပါပြီခင်ဗျာလက်ခုပ်တီးပြီးအားမပေးပါနဲ့တန်ခါရီသွေးနေကြခဲ့ရပါပြီဆိုသူ့ရဲ့အတန်အော်အော်ကြီးနဲ့အတန်ဝါဝါကြီးကကျွန်တော်တို့အိမ်ရှင်းမရောက်ခင်အဝေးကြီးရကျွန်တော်ကြားရတာအဝေးကြီးရကြားရတာတခါလေတကယ်ကိုတကယ်ကိုကျွန်တော်ဒါ ဟိုရှင်းတဲ့ချက်မှာတော်တော်တော်ငယ်တယ်6698မှာတော့တောင်းသားရေခင်းကျွန်တော်အဲ့တော့ဆဲဟိုပါဘောနော်ဘယ်လိုပြောလဲအခြေခံပညာပါပဲရှိသေးတဲ့အခါကျတော့ကျွန်တော်ဒါတွေညဉ့်တချို့တွေ့ကြရတာရှိပေမဲ့လေကိုကိုရိုင်ကအရွယ်လည်းမရောက်သေးဘူးအတိအကျလည်းမပြည့်စုံသေးဘူးပေါ့ဗျာဒီရှင်ဝန်တန်ကလှုပ်ရှားမှုကြီးကြတော့ကိုကိုရိုင်ထက်တန်းရတာထက်တန်းရတော့တွေ့တဲ့အချိန်မှာဒီအတန်ဒီကျွန်တော်တို့ဟိုနှလုံးသားဖို့ကိုဆွဲခါပြီးလှုပ်ရမ်းလိုက်တယ်တော့ခံစားရတယ်ဒီနေရာမှာဗုဒ္ဓဘာသာလည်းမရှိဘူးခရစ်ယာန်လည်းမရှိဘူးမွတ်စလင်လည်းမရှိဘူးဒီမှာဖိနှိပ်ခံတဲ့ဖိနှိပ်သူဆိုတဲ့အမြင်ပဲရှိတယ် စစ်တပ်ကမတရားဖိနှိပ်နေဘူးမှာเนาะအဲ့ချိန်မှာတန်ဃာတို့တွေဥဆောင်စီတန်းပြီးတော့ခြိတက်လမ်းလျှောက်ပြီးကြွာနေရွာကြတယ်ကျွန်တော်တို့ဒီညိုရဲဘက်ကိုအဲအဲ့နောက်မှာတော့ကျွန်တော်တို့ဒါနောက်တစ်ချိန်မှာဒါအခုတက်တည်လဲຫນွေဥတော်လိုင်းရင်းမှာပေါ့เนาะကျွန်တော်တို့နိုင်ငံရေးရသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေတချို့နင်းကြခုံကြအနေမတူတာရရှိကြမယ်ဒါပေမဲ့အဲ့ချိန်တော့ကလေဒီဗမာဒီနိုင်ငံရေးမှာဒါဇက်ကောင်အစ်စ်တွေအနေနဲ့ဒီဘဂဒါចောင်းသားလှုပ်ရှားမှုကိုဆက်လက်ဥဆောင်နေသူတွေကလေဘဂဒါအလံနဲ့အတူဒီတန်ဃာတွေနောက်မှာပါလာတာကျွန်တော်မျက်စိတွေမှာအခုတက်တည်မထွက် နော်ဟောအဲ့လိုအခြေအနေမျိုးတွေကျွန်တော်တို့ကြုံတွေ့ရတယ်ဒါဒီရွှေဝံတန်ခါလှူရှားမှုအောက်မှာဗုဒ္ဓဘာသာဆရာတော်ယဟန်းတို့ဖုန်းတော်ကြီးတွေကပြည်သူ့ဘက်ကရက်တည်ပြီးတော့တန်ခါတွေဟာဒါအားလုံးနဲ့အတူလက်တွဲတိုက်ပွဲဝင်ခဲ့တဲ့အခြေအနေပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ပြန်ပြီးနေအောင်ကြည့်ဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့အခုဖြစ်ပြနေတဲ့အခြေအနေမှာကိုကျွန်တော်ကြည့်တယ်ဒီလှူရှားမှုတွေအမုန်းတရားပွားနေရတဲ့သူတွေအမျိုးသားရေးအစွန်းရောက်ပုံကိုယ်တွေဒီ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 တန်တန်တန်ငါဗောနော်ဒီတန်ငါလို့ပြောကြတယ်တန်ငါကိုခြုံနှားပြီမဲ့ တင်ငန်းကိုခြုံနှားပေမဲ့သူတို့ဒီပြည်သူဘက်ကဓမ္မဘက်ကယက်တီရတဲ့သူတွေမဟုတ်ခဲ့ကြပါဘူးဒီနေရာမှာကျွန်တော်ပြောရတဲ့စကားဒီအနည်းလေးဟိုဟာဘို့ရှက်ဖြစ်တယ်ဗောဒါဟိုနည်းနည်းလွဲဝါးနိုင်ခြင်းရှိတယ်ကျွန်တော်ပြောရတာအင်မတန်ခက်ပါတယ်ကျွန်တော်ဒီအဲဒီလိုဗုဒ္ဓဘာသာဝင်တက်ရောက်လည်းမဟုတ်ဘူးကျွန်တော်ပုံစံနဲ့ပြောနေပြီဆိုရင်ဟာဒီကောင်ကတော့ဆိုလို့ပြောနေလို့ပဲခင်ဗျားတို့ထင်ကြမှာအဲဒါကြောင့်မလို့ပါအဲ့တော့တန်ဃာရင်းနဲ့ဒီလိုဗမာပြည်နိုင်ငံရေးမှာပါဝင်မှုတွေအခုမှလည်းမဟုတ်ဘူး 1988မှာဆိုလေကျွန်တော်ဒါလို့ပြောမလဲရဟန်းပြုံနေတဲ့တမကားရောဘာရောအကုန်လုံးတည်သူနဲ့အတူတန်ကားတွေလက်တွဲတိုက်ပွဲငယ်တာပဲဒါအတင်ဒါ1988နှစ်နှစ်ပြည့်ရောဒါမန်လေးမှာကျွန်တော်တို့ဒီနှစ်နှစ်ပြည့်အခမ်းအနားနေတဲ့ကျွန်တော်ဒါတန်လေဖက်ရှူရတဲ့အတိုင်းဒါလျှောက်ပေါ့နော်ဒီလူ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 စာအုပ်တိုက်ရှေ့မှာဒါဆွန်လောင်းပွဲလုပ်တဲ့အချိန်မှာဒီအော်လေးဒါစစ်တပ်ကအကြမ်းဖက်ဝင်ပြီးရိုက်နှက်နှိမ်နှင်းဖြက်စီးရတဲ့အတွက်1990မှာလေတန်ကားတွေဒီဆုံးဆုံးကျွန်တော်ပြောရဲပက်တီနာကုစနာကန်တပိမောက်ကန်ဆောင်ခဲ့ကြတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ ဒီလိုကန်ဆောင်ခဲ့တယ်နိုင်ငံရေးမှာရဟန်းတန်ကားတို့ရဲ့ပါဝင်မှုတွေအင်တာနက်မှာခဲ့တယ်အဲ့တော့ဒီမှာထပ်ပြီးကျွန်တော်ရှင်းပြရတာရှိတာပါလေဆိုဒီဗမာပြည်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ဒီမနိုင်ငံရေးပေါ့ဗျာဒီမနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြပြီဆိုတဲ့အခါမှာသားသုံးသား theory ရှိပါတယ်เนาะအာသားသုံးသားညီရင်ဒါအာဏာရှင်ပြုတ်ကြပြီသားသုံးသားညီရင်ဒီမိုကရေစီရပြီသားသုံးသားညီညွတ်ဖို့လိုတယ်ပေါ့เนาะအဲ့ဒါတော့ပထမတော့ကျွန်တော်တို့ရဲ့လူငယ်တွေမျိုးဆက်တွေတိုင်းပြည်ကိုဥဆောင်မဲ့သူတွေဖြစ်တဲ့ចောင်းသားတွေဖြစ်ပါတယ် ောက်တစ်ခုကတော့ဗမာတီဗမာလူအဖွဲ့အစည်းမှာအထူးသဖြင့်ဒီမြန်မာအများစုနေတဲ့နေရာမှာဗုဒ္ဓဘာသာကိုးကွယ်မှုများတဲ့ဒေတာဝင်းကျင်တွေမှာရှိတဲ့ရဟန်းတန်ကဆရာတော်တွေရဲ့အရေးကြီးတဲ့ပါဝင်မှုเนาะဒါဖျားသားပေါ့ဗျာရဟန်းကြတော့နောက်တစ်ခုကစစ်သားပေါ့ဗျာအကောင်းဆုံးမပြီးတဲ့ကောင်းနေအဲ့တော့စစ်သားပေါ့တာသုံးသားညီမယ်ဆိုရင်ကျွန်တော်တို့ကဒါဒီလိုဟိုလွယ်ကူစွာအသွင်ကူးကြောင်းနိုင်မယ်လို့ညင်ငယ်ကြညှော်မှန်းခဲ့ကြတဲ့အခြေအနေတွေလည်းရှိရှိပါတယ်ပေါ့ ။နောက်ပြီးရဟန်းသံဃာတွေဒီလိုဒါကျွန်တော်ပရိယတိပရိပတ်တိအပိုင်းနေကျွန်တော်ဒါအိုဝါရီမပြောတော့ဘူးဒါကျွန်တော်တို့ဘယ်လိုပြောမလဲအတ္တမဝါရခြေညာရာတို့ဘာတို့ညာတို့ဒါထေရဝါရဟုတ်ဒီမဟုတ်ဒီဒါတွေကျွန်တော်ညင်းခုန်ကျင်တာမဟုတ်ဒါတွေပြောဆိုကျင်တာမဟုတ်အဓိကတန်ဃာတွေဒီဒါဗမာလူ့အဖွဲ့အစည်းမှာဒါအရင်ကဆိုရင်ဒါသူ့နေရာနဲ့သူတာဝန်ခြေခဲ့တယ်ဥဆောင်ခဲ့တယ်ကျွန်တော်တို့အရင်ကလို့ပြောအခုမဟုတ်ဘူးလားအခုလည်းလုပ်ပါတယ်အခုခင်ဗျားတို့ဒီကျွန်တော်ຫນွေဥတော်လှန်ရေးမှာရဟန်းတန်ဃာတွေရဲ့ ပါဝင်မှုတွေလဲဒါကျွန်တော်တို့မှတ်တမ်းတင်ရမယ်ထိမ့်သိမ့်ရမယ်တမိုင်းတစ်ခုပဲဖြစ်ပါတယ်အဲဒီလိုပြောတော့မင်းကဘာသာရေးနဲ့နိုင်ငံရေးကိုရိုးထွေးချင်တာလားဆိုမဟုတ်ပါဘူးကျွန်တော်ဒီလုံးဝ secular state လုံးလုံးတည်တံ့အောင်ပဲထူထောင်ချင်တာပါဘာသာရေးမှာညီဒီဘာသာကိုမှနိနတာပေးတာညီဒီဘာသာရေးလက္ခဏာကိုမှဥဆောင်တာဒါမျိုးကျွန်တော်မလိုချင်ဘူးကျွန်တော်ရေးဒီဒါဒီပြည်သူပြည်သားအယက်သားတွေရဲ့ရိုးရှင်ပြီးညှတာတဲ့အတွေးခွန်နေပဲဒီ login နေနေပဲတွားရမယ်လုပ်ငန်းလို့ကျွန်တော်ယူဆတယ် အဲ့တော့ဒါမဲ့ယဟန်တက္ကရာရည်ဒီတခြားတခြားသောဘာသာရေးခေါင်းဆောင်တွေဒီဘာသာရေးပုဂ္ဂိုလ်တွေဒီသူတို့ရည်ဒီလူတွေပဲလူတွေပဲဖြစ်တဲ့ခါကျတော့နိုင်ငံရေးဖြစ်စင်မှာပါဝင်မှုရှိတယ်ပါဝင်လို့ရတယ်ကျွန်တော်အမြင်ပေါ့နော်အဲ့ဒါမဲ့ဘာမရဘူးလဲဆိုတော့နိုင်ငံအုပ်ချုပ်တဲ့နေရာမှာတော့ဥပဒေပြဋ္ဌာန်းတဲ့နေရာမှာတော့ဒါတွေကတော့ဟိုလက်လက်ရိုးချေရိုးဝင်ပါလို့မရဘူးပေါ့အနေနဲ့ပေးလို့ရတယ်လူလူနဲ့အတူလူလူလိုလားချက်နဲ့အတူသွားလို့ရတယ်ဒီနေရာမှာဟိုဘာသာရေးအမြင်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဟိုဒါဒီအတူတူမဟုတ်ဘူးငါတို့ကကွဲတယ်လို့ပြောချင်ပြောကြမှာပေါ့ဒါမဲ့ကျွန်တော်အနေနဲ့ရှင်းနေ ါသည် person နဲ့ human နဲ့ဖြစ်တယ်ကျွန်တော် human being နဲ့ other other ကျွန်တော်ရှိပြီးသား human being နဲ့အတိုင်းပဲကျွန်တော်တို့ politics မှာတော့ဝင်ပါလို့ရတယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ဘာသာတစ်ဘာသာဘာသာတစ်ခုကိုညံ့နေတာပေးပြီးဒီဘာသာရေးခြေတူနိုင်ငံတည်ဆောင်တာတော့ကျွန်တော်လုံးလုံးလက်ခံမိသူမဟုတ်ပါဘူးအဲ့တော့ဟိုတက်နိုင်ဆုံးကတော့ဒီဟာဟိုဒီနိုင်ငံရေးနေကင်းကင်းနေပြီးဘာသာရေးဆိုတဲ့အခါမှာကိုယ့်လောကီလောကုတ္တရာကိစ္စတွေเนาะကျွန်တော်တို့ဒီပြည်သူတွေเนาะတာမန်ဒီအရက်သားပြည်သူတွေ စသည်ဖြင့်ပေါ့နော်ဒီဘာသာရေးအနေနဲ့ပြောတာပါဒီလိုပုံကိုယ်တွေကိုမှန်ကန်နေလမ်းကြောင်းမို့ရောက်ဖို့နော်ဗုဒ္ဓဆိုလဲဗုဒ္ဓဟောကြားထားတဲ့အတိုင်းခရစ်ယာန်အစ္စလာမ်ဟိန္ဒူစစ်ကျွန်တော်ဘာသာအများဆုံးရှိပါတယ်ကိုယ့်ကိုယ်ယုံကြည်မှုအများဆုံးအများစုရှိပါတယ်နော်အများတရားရှိတယ်ဒီအများတရားတွေကဥဆောင်လမ်းညွှန်မှုရဲ့အနေနဲ့တွားနိုင်ဖို့ကျွန်တော်တို့အင်မတန်လိုအပ်ပါတယ်အဲ့တော့နှွေဥတော်လိုင်းဘက်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့နောက်ဆုံးစစ်တက်ခဲ့ဖိနှိပ်မှုတံကိုမခံနိုင်တဲ့အခါမှာကျွန်တော်တို့ဒီထွက်လာပြီးတော့လက်နက်ကင်တင်ငန်းချုပ်ပြီးလက်နက်ကင်နဲ့ ရဟန်းပုံကိုရှိကြတယ်ပေါ့နော်ရဟန်းပုံကိုတွေကနေတင်ငန်းချုပ်ပြီးကျွန်တော်တို့လူအဖြစ်ပြောင်းလဲပြီးလက်နက်ကင်တဲ့လူတွေရှိသလိုတန်ကနေရာနေနော်ဒီကျွန်တော်တို့ဒီဘာသာဒီဘာသာရေးရှူတောင်းကနေပြီးတော့လူဖွဲ့စည်းတော်လှန်ရေးကောင်းကျိုးချမ်းသာတွေကိုပြောနေတဲ့သူတွေရှိတယ်။ဒီညမှာတော့ကျွန်တော်တို့ဟိုထပ်ပြီးအငင်းပွားလို့ရတယ်။ဘေတန်ကားဆိုးတယ်ဘေတန်ကားဘာဖြစ်တယ်ဘယ်သူအဲ့ဒါမျိုးပြောချင်တာမဟုတ်ဘူး။ anyway အ ਨੇ ဆုံးတော့တည်သူဘက်ကရက်နေတယ်တန်ကားတွေရှိတယ်။အဲ့တော့ဒီညမှာစစ်တပ်ကဘာလုပ်လဲဆိုတာလေးကိုကျွန်တော်နည်းနည်းရှင်းပြမယ်ဒီဗီဒီယိုရဲ့နောက်ဆုံးပိုင်းအနေနဲ့ပေါ့နော်။ အဲ့တော့ဒီလို1988နောက်ပိုင်းဒီနာဝတ္တနာအဖခစ်တွေမှာအာနာကိုဆက်လက်ထိမ့်သိမ့်နိုင်ဖို့အတွက်စစ်တပ်ကဘာလို့လုပ်ဖို့ကြိုးစားလာလဲဆိုတော့သူကဒီသားသုံးသားကိုထုတ်ခွဲရမယ်အဲ့တော့သူဒီစစ်သားဖြစ်တယ်သူကိုယ်ရင်ဒီစစ်သားဖြစ်တယ်အဲ့တော့စစ်တပ်ကိုပြုတ်ကွဲမအောင်သူလုံးဝလက်မခံနိုင်ဘူးအဲ့တော့ခင်ဗျာငယ်ငယ်တုန်းကတွေးလိမ့်မယ်ကျွန်တော်ねရွေတူတန်းတူ35 40တန်းနေဆိုရင်စိုင်းမုတ်တွေရှိတယ်ရန်ကုန်မန်းလေးမြို့ကြီးတွေမှာသတင်းစာတွေဖတ်ရင်ရှိတယ်တပ်မတော်ထုတ်ခွဲမဲ့အကြံဒုတ်လက်မခံအမဒုတ်တွေသူကသူ ဒါဟိုတန်းရွှေခစ်ကစပြီးစောမောင်တန်းရွှေပါအကုန်လုံးဟဲ့ကြိုက်တဲ့ခစ်ပြောစစ်သားတွေကြောက်တာတို့တက်မလို့ပြုတ်ခွေးမိအကျင်အော်တမရိုဒုခွေးမဲကြံဒေါ်လာမခံအဲ့တော့ကျွန်တော်တို့သားနှစ်သားမှာဒီစစ်သားတို့တို့ဘာနဲ့တို့အုပ်စုပေါ့အဲ့တော့ဒီမှာဖုံးဖျားသားဖြစ်တဲ့ဖုံးတို့ကြီးရတယ်ចောင်းသားတွေရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ចောင်းသားဆိုရင်အနည်းငယ်ចောင်းသားကိုနှစ်ချမ်းကွဲဝအောင်လုပ်တယ်ဘာကသာရှိရင်မကသာရှိအောင်လုပ်တယ်ကျွန်တော်တို့တခြားတခြားចောင်းသားတွေဥပမာနောက်ကျွန်တော်တို့ဒီဘက်ဆိုဘာကသာမကသာနာကသာစသည်ဖြင့် ပုံစံမျိုးစုံတွေကွဲဝအောင်ဒါနိုင်ငံရေးသမားတွေရောစစ်တပ်ကိုအတူတူလက်ဝါးရိုက်ပြီးကစားတာပဲចောင်းသားအင်အားကိုထုတ်ခွဲဖို့လိုတယ်အဲចောင်းသားတွေဒီအလန်တလန်အတန်တန်လေးအောက်မှာစုယုံသွားပြီဆိုရင်တော်လန်ရေးအရာပေါ့နော်စုယုံသွားပြီဆိုဒီစစ်သားဒီအင်မတန်ကြောက်တယ်အဲသူဒီဒုတိယကြီးလိုက်တဲ့အခါကျတော့တီသူတွေနဲ့ထိတွေ့ဆက်ဆံမှုရှိတော့နော်တီသူတွေကိုဥဆောင်နိုင်မှုပေးတယ်မှာရဟန်းတန်ကားတွေရှိတယ်ဖျားသားတွေရှိတယ်အဲ့တော့ဒီရဟန်းတန်ကားတွေဒီလေတီသူတွေနဲ့ပေါင်းပြီးဒီမိုကရေစီတိုက်ပွဲမှာတွားရင်ဒီစစ်တပ်ကဘလုံးမမခံနိုင်ဘူးမခံနိုင်တာကာကွယ်ဖို့အတွက်သူကဘာလုပ်လဲဆိုတော့ တောင်းသားကိုလေသူကပြောထက်ဖို့သုံးသွမ်းကျွန်တော်ပြောတဲ့နိုင်ငံရေး institution တွေပေါ့နော်ဘာကတာတို့ဘာတို့ညာတို့ကိုလေအစိတ်စိတ်ကွဲအောင်တို့တို့ဒါ88တရားလုပ်တယ်ကျွန်တော်ဒီမှာတောင်းသားကောင်းဆောင်တွေတောင်းသားကိုယ်စားလှယ်တွေတောင်းသားနိုင်ငံရေးသမားတွေရှိလို့ကျွန်တော်စိတ်ဆိုးရင်လည်းစိတ်ဆိုးခံနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒါဒီလုတ်ခဲ့တဲ့တမိုင်းထည့်ရလို့ပါခင်ဗျားတို့ခင်ဗျားတို့နိုင်ငံရေးအမြင်နဲ့ကွဲကြရလို့ညင်ပေမဲ့ဒါတွေနောက်မှာလက်တွေရှိခဲ့တယ်ဆိုတာတော့ကျွန်တော်တို့ဒါတမိုင်းကြောင်းရဆင်ခြင်တွေ့ရမှာဖြစ်ပါတယ် အဲ့တော့ဒီမှာမှចောင်းသားတွေကိုလည်းတခါထက်ပြီးတော့ရဲဆိုနေကြရတယ်ပို့တွေចောင်းတွေကိုအဝေးကြီးထဲမှာထားတယ်တခါចောင်းသားနဲ့တည်သူကိုကွဲအောင်ထက်လို့တယ်အဲ့တော့တည်သူနေစီရဲမှာလည်းတခါចောင်းသားတွေအပေါ်မှာဟာဒီကောင်နေဟိုပိုတီပို့ရှာเนาะဒီလိုဘောကိုဒီလိုလုံနေတဲ့ကောင်နေចောင်းတွေမှာလောင်းကစားတွေခွင့်ပြုတယ်ဖဲရိုက်ခိုင်းနေဒါနေအခြေအနေတွေဖြစ်လာတာပေါ့အဲ့တော့ကျွန်တော်ဒီဘက်ကိုပြန်ကြည့်မယ်ဆိုရင်ရဟန်းတန်ဃာတွေလည်းရှိပါတယ်အဲ့တော့ဖះသားတို့တွေဖြစ်တဲ့ရဟန်းတန်ဃာတွေကိုအလွယ်ဆုံးအကောင်းဆုံးနီးနဲ့တို့ဖြုတ်ခွဲဖို့ကြိုးစားတဲ့အခါမှာလူမျိုးရေးဘာသာရေးမှိုက်တိုက်တာ ဲ့တော့ငကိုရီကလည်းဘာသာရေး religious person တွေပေါ့တဲ့ဘာသာရေးပုဂ္ဂိုလ်တွေဖြစ်တယ်အဲ့တော့ဘာသာရေးပုဂ္ဂိုလ်တွေဘာသာရေးအဆုံးအမနေကြပေမဲ့အမုံတရားကိုတိုက်တဲ့အမုံတရားကိုသွတ်သွင်းနေအဆုံးရောက်ကတော့သွတ်သွင်းနေဒါညီမစစ်တကဲကိုစလီတွေပေါ့ aging တွေကပုံစံမျိုးစုံနဲ့ရဟန်းတန်ဃာတွေကဝင်လာတယ်ဒီထဲမှာမှအမျိုးသားရေးစိတ်ဟိုအမျိုးသားရေးအဆုံးရောက်စိတ်တဲ့ရှိရဲ့သူအမျိုးသားအဆုံးရောက်စိတ်တဲ့ရှိရဲ့သူဘာသာကြောင့်မုံတီးရဲ့သူအဲ islamophobia အနေနဲ့ရတဲ့သူ islamophobia အနေနဲ့ရတဲ့သူတွေဆိုရင်တို့ကဒါနဲ့ချင်းကက်ဒါနဲ့စီယုံနေတယ် စီယုံတော့အရင်တော့တော်လှန်ရေးလူလူလူရှောင်းမှုမှာပါဝင်ခဲ့တယ်ဆိုဦးတော့ဒီလှိုင်းအောက်မှာနစ်မြုပ်သွားတဲ့ရဟန်းတန်ကဆရာတွေလည်းအများကြီးပါပဲကျွန်တော် imdase မကောင်းဖို့ကောင်းပါတယ်အဲ့တော့တစ်ဖက်မှာကြောက်လဲသူမွေးထုတ်လိုက်တဲ့ new new born ပေါ့နော်ဒီဘာသာရေးလူမျိုးရေးပြိပခါတွေကိုဥဆောင်မဲ့အမျိုးသားရေးထိဒါမောင်းနော်ဓာကင်လှန်ကင်ကျိမ်းမောင်းနိုင်တဲ့အနေထားဖြစ်တာတဲ့အဖွဲ့အစည်းတွေ aging တွေဖွဲ့စည်းတွေဖွဲ့စည်းပြီးတော့တန်ငါကိုလည်းအားကြော်ဝအောင်လုပ်တယ်အဲ့ကြောင့်မလို့ကျွန်တော်2000ကိုတန်ငါအရေးကြီးတောင်းပိုင်းမှာ ကျွန်တော်ရှင်းမှာမရှိဘူးလို့ပြောနေအောင်မဟုတ်ဘူးเนาะဒီဘာသာရေးပုံကိုတွေဖြစ်တဲ့အခါကျတော့ဘာသာရေးတချို့အခါအစိုးရတဲ့ခိုင်းနဲ့တွေ့တဲ့အခါကျရင်ညှုပ်နစ်ညှုပ်သွားတဲ့လူတွေရှိပါတယ်เนาะတရားတက်ခါတွေလည်းရှိပါတယ်အဲ့တော့ဒီဘက်2009ခုနောက်ပိုင်းမှာတို့စနစ်တကျဖြုတ်ခွဲလာတယ်လို့ကျွန်တော်ဟိုဟာဖြစ်တယ်မှတ်မိတယ်ခင်ဗျားတို့ဒီအခြေသိကျင်နေဆိုရင်တော့တော်လိုင်းတွေမှာပါဝင်ပြီးတော့ရွှေအောင်တန်ကလှူရှာမှုရွှေအောင်တန်ကတော်လိုင်းတွေမှာဥဆောင်ခဲ့တဲ့နော်ဒီတီးသူဘက်မှာရှိနေတယ်ရဟန်းတန်ကလည်းအများကြီးရှိပါတယ်တို့လည်းချင်းကပ်ပြီးမဲလျှောက်လို့ရပါတယ်နောက်ပြီးဒီမဘာသာဖုံးကြီးတွေအမျိုးသားရေးအစိုးရဖုံးကြီးတွေဆိုတော့တစ်သလုံး သူတို့ကစစ်တကက်လက်ကင်တို့ပဲထစ်ခဲ့တာသူတို့ဒီမှာ independent အတွေးခုံမရှိပါဘူးဒီမှာအကောင်းဆုံးတက်တရားပါလေဆိုတော့ဒီဖုန်းတော်ကြီးရေးသည်ဒီအနေဥသားရေးဆုံးအောင်အုပ်စုတဲ့ဒီဘာတစ်သွားလေဆိုအခုတူစောထီးတယ်ဖြစ်တယ်တည်သူစစ်တယ်ဖြစ်တယ်လက်နက်တွေကင်ကြတယ်နော်ဒီမှာတော်လိုင်းရေးတွေမှာပါနေတဲ့တည်သူကိုဖိနေတယ်အဲ့တော့သူတို့ရဲ့ဒီတည်သူဘက်ကအတန်ကတော့လုံးဝမဟုတ်ဘူးရှင်းတယ်နော်အဲ့တော့စစ်တက်ကဘာလုပ်တာလဲဆိုဒီတန်ကဆိုရစ်အားကိုပြိုကွဲသွားအောင်ဒါကျွန်တော် ဟိုကြီးကြီးတည်းပြောရလို့မထင်ပါနဲ့ကျွန်တော်ဖတ်ဖို့မှမဘူးတော့လေပြောတာပါတန်ကဗေဒကံထိုက်တာပေါ့ဗျာတန်ကခိုင်းခွေးတဲ့ကံထိုက်နေတဲ့ကောင်တွေဖြစ်ပါတယ်မြန်မာစစ်တပ်ဆိုတာတန်ကတွေကိုသူတို့လိုချင်တယ်လို့အတုံးချလို့ရဖို့အတွက်เนาะဒါဒီတည်သူဘက်ကယက်တီတဲ့ဒို့မဟုတ်ကျွန်တော်တို့ဒီဘက်မှာ priority priority priway ဒါနဲ့သူ့ဖက်သူတရားအထုတ်နေတဲ့တန်ကတွေဆိုရင်တို့တရားဆက်ဆံမယ်เนาะဒီလူတွေကိုလေတခါတို့အတုံးချဒီတန်ကတွေကိုလေတို့အတုံးချဖို့ထပ်ကြိုးစားမယ်အဲမရဘူးဆိုတဲ့အခါမှာပုံစံပြောင်းလိုက်တယ်အဲ့တော့ ဒီနေရာမှာကျွန်တော်အပိတ်ကလေးပြောချင်တာကတော့စစ်တပ်ကဒီလိုစနစ်တကျ UI ချက်ချီတွေးခွဲပြီးတော့ဒီလိုအမျိုးသားရေးအစွန်းရောက်เนาะမွတ်စလင်မုံဒီရဲ့အမြင်ရှိအဲမာဘာတာ969ဒီလိုဟိုကျွန်တော်တို့ဖုန်ကြီးအုပ်စုတစုကိုသူမွေးဖွားလိုက်တာပဲဖြစ်ပါတယ်ဒီအုပ်စုကနေပြီးတော့တန်ဃာတွေကြားထဲမှာတွေးခွဲအောင်တန်ဃာတွေဒီအမြင်မတူအောင်เนาะဒါဒီဗုဒ္ဓဘာသာကျင်းတူတယ်ဆိုရင်တော့ဒါကလာမုံလားမမုံလားနဲ့တိုင်းထက်တဲ့ပုံစံမျိုးဖြစ်အောင်သူတို့ညောဆောင်လှုပ်ရှားကြပါတယ်လှုပ်ရှားပြီးတော့ဒီစစ်တက်ကဲ့ သွေးခွေးမှုကြောင့်ဒါသည်နိုင်ငံရေးရဲ့အင်အားချိနေပေါ်အောင်လုပ်ခြင်းပဲဖြစ်ပါတယ်အဲ့တော့ကိုပိုင်အနေကိုပိုင်အတွေးခေါ်ရပဲဖြစ်ပါစေဗျာဒီဘာသာရေးရနိုင်ငံရေးရမဟုတ်ဘူးကို့အနေမှာဟိုကဒီအစ္စလမ်စန့်ကျင်ရေးအမြင်တွေရှိနေအမျိုးသားရေးအဆုံးအမြင်တွေရှိနေပြီးတော့ပါဝင်နေတဲ့ရဟန်းတန်ကြီးတွေလည်းမေးပြီးရှိနိုင်ပါတယ်အကုန်လုံးစစ်တပ်ရဲ့အေဂျင့်လို့တော့ကျွန်တော်ပြောလို့မရဘူးဒါပေမဲ့အများစုဒီစစ်တပ်အေဂျင့်ဖြစ်မယ်အဲ့လိုရှိနေတဲ့တန်ကြီးတွေဒီလေတေချာချာလေးလာဆန်းစစ်ပြီးတော့ကျွန်တော်တီတူဘက်ကရက်တီဖို့လိုပါတယ် အဲ့တော့အမျိုးသားရေးအစိုးရအလံထူပြီးတော့ကျွန်တော်တို့ဘလို့ပဲတွားနေတွားနေဒါရီဒီတည်သူကိုဆန့်ကျင်နေတည်သူကိုဖိနေတယ်မြန်မာစစ်တပ်ရဲ့လက်ကင်တော့ပဲဖြစ်နေပါဦးမယ်အဲ့တော့ဒီအမျိုးသားရေးဆရာတို့ဆိုတဲ့ဟိုဆရာတို့တွေလည်းစင်ကျင်သုံးတက်ပါကိုယ့်ရဲ့လှုပ်ဆောင်ချက်ဒီဒါတည်သူအတွက်လုပ်နေရလားစစ်တပ်အတွက်လုပ်နေရလားပေါ့နော်ကျွန်တော်တို့အချိန်မီကျွန်တော်လူဖွဲ့တီကိုတည်တင်ပြောင်းလဲလို့ရတယ်ကျွန်တော်ညစ်တာတရားနဲ့တွားလို့ရတယ်ကျွန်တော်တို့ တချို့အမုန်းတွေကိုအဆုံးသတ်လို့ရတယ်ကျွန်တော်တချို့အချက်လက်တွေကိုကျွန်တော်စစ်ဆေးလို့ရတယ်ကိုယ့်ရဲ့အသိဉာဏ်မဟုတ်ဆိုဘဲကျွန်တော်အကျေဆုံးဖွင့်ဖို့လိုပါတယ်အဲဒီလိုဖွဲ့ပြီးတော့ရှင်းလင်းတဲ့နှလုံးသားနဲ့ကျွန်တော်လူဖွဲ့စီကိုဥဆောင်မေးချင်းကပ်မေးဆိုရင်အဲကျွန်တော်တို့ဟိုဘာသာရေးအကြမ်းဖက်မှုတွေပြိပခါတွေယော်ပါပြီးတော့ကျွန်တော်တို့လူချင်းနဲ့ဒီမိုကရေစီပန်းနိုင်အောင်လေအ냔ဆုံးရောက်နိုင်မေးလို့ကျွန်တော်ညွှန်လင်းပါတယ်ဗျဟုတ်ကဲ့ကြည့်ရှုနားဆင်ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်